ကချင်ပြည်နယ်မန်စီမြို့မှာလက်လော့ဖြစ်ပွားလျက်ရှိတဲ့အစိုးရနဲ့ကချင်လူမျိုးရေးတပ်မတော် KIA တိုက်ပွဲကြောင့်ကချင်ပြည်နယ်အတွင်းမှာဆစ်ဆောင်ဒုက္ခသည်3000ကျော်ဟာစားနပ်ရိက္ခာခက်ခဲတွေဖြစ်ပေါ်နေရလို့ကချင်ပြည်နယ်ဒေသခံလူမျိုးရေးဖွဲ့စည်းတွေထံကသိရပါတယ်။အစိုးရဆစ်ဆောင်ဒုက္ခသည်3000ကျော်အတွင်းမှာចောင်းသား900ခန့်ပါဝင်နေပါတယ်။အချို့သောဒုက္ခသည်တွေဟာမန်ခေါင်ဗမော်စားတဲ့ဒေသတွေကိုထွက်ပြေးတိမ်းရှောင်မှုတွေလည်းရှိနေပါတယ်။ဒါ့အပြင်မန်စီမြို့နယ်ကျေးရွာတွေအတွင်းမှာလည်းဒုက္ခသည်600ခန့်ရှိနေပြီး အဲ့ဒီ JR တွေမှာတော့တက်စကန်တွေချထားတာကြောင့်စားနပ်ရိက္ခာထောက်ပံ့နိုင်မှုမရှိဘူးလို့သိရပါတယ်။မေတ္တာဖောင်ဒေးရှင်းကဥက္ကွန်ရှာနောင်ကဖောင်ဒေးရှင်းအနေနဲ့အရေးပေါ်ရန်မငွေတွေရှိပေမဲ့အဲ့ဒီငွေတွေဟာမလုံလောက်တော့တဲ့အတွက်စစ်ပွဲဆက်ဖြစ်နေမယ်ဆိုရင်စစ်ရှောင်ဒုက္ခတွေအတွက်စားနပ်ရိက္ခာအခက်အခဲဖြစ်လာမှာစိုးရင်ရတဲ့ပြင်လက်ရှိမှာပြန်ဖို့ပြောင်းရွှေ့ဖို့ထက်အစားတောက်တက်ကိုပုံမစိုးရင်ရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နေရဲဆုံးကထွက်ပြေးသူတွေအတွက်မေတ္တာဖောင်ဒေးရှင်း KMSS KBC Bright KLTC စတဲ့အဖွဲ့အစည်းတွေကထောက်ပံ့ကူညီမှုတွေရှိနေပေမဲ့ဒုက္ခသည်တွေများပြားလာတာကြောင့်ထောက်ပံ့ငွေအခက်အခဲနဲ့စားနပ်ရိက္ခာလိုအပ်ချက်ရမုံငွေလိုအပ်ချက်တွေရှိနေပါတယ်။ဒုက္ခသည်တွေကိုထောက်ပံ့မှုအတွက်ဒေသခံအဖွဲ့အစည်းတွေပြင်အပြည်ပြည်ဆိုင်ရာထောက်ပံ့မှုတွေရှိပေမဲ့လိုအပ်တဲ့ပမာဏရဲ့20%ခန့်သာရှိတာကြောင့်လိုအပ်ချက်တွေအများအပြားရှိနေသေးတယ်လို့သိရပါတယ်။ လက်ရှိမှာဒေသခံအဖွဲ့အစည်းတွေကစောင့်ရှောက်ထားတဲ့စစ်ရှောင်ဒုက္ခသည်3000ခန့်ရှိပေမဲ့စစ်ပွဲကြောင့်ဒုက္ခရောက်နေသူစုစုပေါင်း3000ခန့်ရှိနိုင်ပြီးအရင်ကရှိတဲ့ဒုက္ခသည်တွေနဲ့ထပ်မံတိုးပွားလာတဲ့နေရဲစွန့်ခွာသူတွေကိုကူညီဖို့အတွက်တစ်နှစ်ကို American Dollar 9000ခန့်နဲ့8000ခန့်ထိလိုအပ်တယ်လို့ထောက်ပံ့ကူညီသူတွေကပြောကြားပါဗျာ။